ဘိုးတော်ပြန်လက်ထက်မူရစ်စေနှိမ့်နေရေရွှေဘုံမိမိကြီးလက်ဝဲမင်းညို့လက်ရဆန့်ထားရဲလို့နှစ်နာမည်ရှိသူကွလွန်သွားခဲ့သည့်သာရေးဆရာကြီးမဟာတရေစီသူဦးချမ်းသာ ICS YMBA အသင်းတိုက်မှပြောဟောချက်မှထုတ်နှုတ်တင်ပြချက်မြန်မာနိုင်ငံရဲ့ရှေးပရေတရခေမင်းကောင်းဆက်ဆက်လက်ထက်ကလေးကရစ်မျိုး၅မျိုးကို တာမြင့်ပိတ်ပင်လာခဲ့ရာ ကနေ့မျက်မှောက်ခေတိုင်အောင်ပါပဲတကယ်တော့ရှေးခေတ်တမိုင်းအစနဲ့ဒီကနေ့ရောက်နေတဲ့တမိုင်းဖြစ်ရဆိုတာတောက်လျှောက်ဆက်ဆက်နေတာမဟုတ်လားဒီဆောင်မမတင်ပြချင်တာကတော့ဘိုးတော်ဖရာလို့လူတီများတဲ့ဗရုံမင်းမြမတက်ကရက်1106-1187ပရင်စ်1964-1839လက်ထက်တော်ကမွေးရစေကိုဘလောက်ထိအေးအေးယူနှိမ်နင်းခဲ့တယ်ဆိုတဲ့အကြောင်းပါဘိုးတော်ဖရာဟာကုန်းမောင်ခက်မှာ အလွန်ထူးခြားတဲ့မင်းတစ်ပါးဖြစ်ပါတယ်။ကုန်းမောင်ခေတ္တဝက်မင်းကောင်းတစ်ဆက်ရဲ့လို့ပြောသမှတ် ပြုကြရတဲ့မင်းတစ်ပါးပါပဲ။သူ့ရဲ့ထူးခြားချက်တွေကိုအကြံပြင်ပြောရရင်ကုန်းမောင်မင်းဆက်တဆက်အနက်နန်းသက်အရှိဆုံးမင်းဖြစ်ပြီး38နှစ်တိုင်နန်းဆန်သွားသူပါ။နောက်ပြီးသူ့လက်ထက်မှာနိုင်ငံတော်စီကားဖွံ့ဖြိုးတယ်။ပညာရှိမူမတ်တွေပေါ်များတယ်။သူ့ရှေ့မှာမင်းငါးပါးသူ့နောက်မှာမင်းငါးပါးရှိတဲ့အတွက် အလဲတဲ့တဲ့ကုန်းပေါင်မင်းဆက်အမှတ်6ဖြစ်နန်းဆန်ခဲ့တဲ့ဘရင်မှာမင်းဆက်အမှတ်တာအလဲကြတာမဟုတ် နှစ်ကာလအရေးအတွက်အရာလဲတွက်ကြည့်မယ်ဆိုရင်အလဲလောက်ပဲကြပါတယ်ပြီးသူ့ရဲ့ဗီဒကတ်တိုက်တော်မှာကလည်းပေစာပရပိုက်စာအများဆုံးထားရှိပြီးကိုရော်တိုင်းစာဖတ်ဆုံးဘရင်လည်းဖြစ်ပါတယ်မြန်မာဘရင်များစုအားကိုရိုင်းစာဖတ်လို့မရှိကြပါဘူးစာရဖတ်များကိုသာအလိုရှိရာဖတ်ခိုင်းပြီးစာနာကြတာပါ ဒါတွေကတော့ကျမမှတ်မိထားတဲ့ရပြောရတာပါသူတင်ပြချင်တာကတော့ဘိုးတော်ပြားရဲ့မွေးရစေနှိမ့်နေသည့်အစဉ်ဖြစ်ပါတယ်ဒီအကြောင်းရပ်ကိုကျမအနေနဲ့ပြောမှာမဟုတ်ပါဘူးဝယ်လွန်သွားခဲ့သူစာရေးဆရာကြီးလက်ဝဲမင်းညို လက်ရဆန့်ထားရဲ့လို့နတ်နာမည်ရှိသူ မဟာတေးစီသူဦးချမ်းသာ IDS ကိုတိုင်း WMB အသင်းတိုက်မှာဟောပြောချက်မှကောင်းနှုတ်တင်ပြချက်ဖြစ်ပါတယ်ဒီဟောပြောချက်တိတ်ခွေကိုသူရဲ့ဇနီး ေါ်တင်တင်မေထာမတဆင်ကျမကကိုယူထားတာပါချင်းမိနောင်မရာသဝင်တမိုင်းကျွမ်းကျင်သူကဗျာအလင်းကစပေပညာရှင်တဦးရဲ့အဆိုအမင်းကိုလေးလာမှတ်သားကြရအောင်သူတိတ်ခွေမူရင်းတိုင်တင်ပြလိုက်ပါတယ်ဦးချမ်းသာဟောပြောမယ့်နေ့ကအတင်းနာရကကြီးဦးစိုးရကဦးချမ်းသာနဲ့ပိတ်သက်ကိုမိတ်ဆက်ပေးရမှာဦးချမ်းသာရေးတဲ့လူပညာဂုံကြီးစာအုပ်ကိုတက္ကသိုလ်မှာသင်ကြားဖို့ပြဋ္ဌာန်းခံရတယ်ဆိုတဲ့အကြောင်းမှစပြီးဦးချမ်းသာရဲ့ဂုံကြီး ိဘရောက်ခမတို့အမိများပါ ပြောပြပေးပါတယ်။နာကကြီးကနိဒန်းလို့စကားဦးပြောပြီးမှဦးချမ်းသာကသူ့ဟောပြောချက်ကိုစပါတယ်။27/89နေ့ WNB အသင်းတိုက်မှာမဟာတေစီသူဦးချမ်းသာဟောပြောချက်ဒီနေ့ဟာမရပူရာမြို့တော်မြို့တန်နှစ်200ပြည့်တဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်အမရပူရာမြို့တော်မြို့တီနန်းတီမင်းဖြစ်တဲ့ဘိုးတော်ဖရာလို့လူတီများတဲ့ ်ရုံမင်းရဲ့အတိုင်းပြုတ်ပြီပြူဆောင်ရွက်ချက်များကြီးတဲ့ကဂျာသဝင်တဲမှာသမတင်ဖြစ်တဲ့ဖြစ်ရက်ကလေးများချိန်ရသလောက်ပြောပါမယ်။ဂျာသဝင်ဆိုတာမှတ်တမ်းတင်လောက်တဲ့အကြောင်းရဲ့ဘယ်ဖျားတည်တယ်။ဘယ်မိဖျားတောင်းနှန်းတင်တယ်။ဘယ်နိုင်ငံကိုစစ်ပြုတ်တယ်။ဒါတွေကိုသာအရေးထားရေးသားကြတာပါ။အသေးမွားရဲ့လို့မှတ်တမ်းမတင်လောက်ဆိုပြီးခြံရစ်ထားကြတာတွေကအများကြီးပါ။သို့တော့ပါဇက်ရသဝင်လို့ဆိုခြင်းဆို ဟိုတုန်းကအရေးမကြီးဘူးထင်ရတာမျိုးကလည်းနောက်နောက်အခါအရေးပါလာတတ်ပါတယ်ကျွန်တော်ပြောရမှာကဖြစ်ဆွဲချက်ဆိုပါတော့သူတေသနာပြုစရာအကြောင်းရက်ကလေးတွေပါပဲဘုရောဘုရားက1106ခုဘွား1182ခုနှစ်မှာနတ်ပြည်စံတော်မူတယ်အဲ့ဒီမှာနတ်ပြည်ဆန်တယ်ဆိုတာမင်းဖြစ်နဲ့သိသွားရင်သုံးနှုံးတာပါနတ်ရွာဆန်တယ်ဆိုတာကတော့မင်းဖြစ်ကနန်းကြပြီးမှသိတာကိုသုံးနှုံးတာပါ ဘုရော့ဘုရားကနိုင်ငံနဲ့လူမျိုးကောင်းစားအောင်တိုးတက်အောင်လုပ်ခဲ့တာတွေအများကြီးရှင်ပြည်နဲ့ဆိုင်တာမင်းကြီးမင်းသားနဲ့ဆိုင်တာနိုင်ငံတော်နဲ့ဆိုင်တဲ့ဆောင်ရွက်ချက်တွေတရားစီရင်ရေးနဲ့ဆိုင်တဲ့မင်းမြေသာသနာမြေအရတားမြေစတာတွေခွဲခြားသတ်မှတ်ပေးတာတွေဒါတွေအကုန်ပိုင်းခြားသတ်မှတ်ပေးတော်မူတယ်။နောက်ပြီးကုံသေးနှုံးတည်ငြိမ်ရေးစစ်တီရမတ်ရိတ်ခဖူလုံရေးအလေးတင်းတောင်းစားတဲ့ ချိန်တင်ချတိုင်းတင်ချချင်းတင်ချတွေတညီတည်းဖြစ်စေရေဒါတွေအားလုံးအောင်မြင်ပြမြအောင်လုပ်ခဲ့တယ်လေရှေးရငွေသားကိုဖြတ်တော့သုံးဆွဲရလို့ငွေစားရလို့ခေါ်တယ်တကြက်သားငံမူသားစလို့ပေါ့အဲ့ဒီမှာငွေသားရဲ့အရေးသွေးကောင်းညံ့ထင်ွယ်မှန်မှန်မှန်ဒါတွေမသိနားမလဲတဲ့စေရန်သားပြည်သူများအလိညာခံကြရတာတိတ်များပါတယ် တာချင်းတဲ့ဥအောင်ဖြိုးကဘိုးတော့အိမ်နှိမ့်ဆန်ဘွားကပေးခဲ့ဘူးတယ်ဆိုတာအဲ့ဒီလိုငွေစားတွေပေါ့ဒီတော့ကိုဒါတွေတပြင်းညီမှန်ကန်အောင် အာနာသုံးပြီးတိဆောက်ယူခဲ့ရတာပါ နောက်ဘိုးတော့ဘုရားကငွေရင်းကားကြေးရင်းကားတွေပုံမှန်ထုတ်ဝေသုံးဆွဲသေးပါတယ်သူကတနင်္လာသားမို့ဒင်းကားမှာငါးရုပ်ခနှိတ်တယ်ငကြင်းလေးနှစ်ကောင်ပုံနေပါ နောက်ပြီးဆင်းရဲသားတွေကျွေးတင်ကြွဖြစ်ကြရတာတွေကျွေးတွေလျှော့ပြဖို့ခိုင်းတယ် ဒါမျိုးတော်ရုံရှင်ပြင်မလုံးဝင်ဘူးသူကတော့ဖြစ်အောင်လုပ်ခဲ့တာတချို့မြေရှင်နဲ့မြေသားညှိနှိုင်းဖြန့်ပြေပေးတယ်အာနာသက်ရွံ့တော့ပြေးလဲတာများပါတယ်ချို့မပြေးလဲရင်သူကငွေတိုက်တော်ကငွေထုတ်ပြီးစိုက်ပေးတယ်ဒါနဲ့ကျွေးတင်ရှင်ပြင်ဇက်ဆိုတဲ့အကားစပေါ်လာတာပါပဲဒါပြင်ရာသပွဲမှာမပါပေမဲ့အခုကဲအမြင်နဲ့လက်ကြည့်ရင် သူ့လက်ထက်မှာရေးပါတဲ့ဆောင်ရွက်ချက်နှစ်ခုတွေ့ရတယ်အဲ့ဒါကတော့နိုင်ငံနဲ့ပြည်သူအကျိုးအတွက် မူရစ်ထုံထိုင်ဆေးဆွဲသူများနှိတ်ကွက်ခြင်းနဲ့ဒေါက်တာရန်ကုတွေဖယ်ရှားခြင်းမှာပဲအဲ့ဒါပြောပါမယ်ဘိန်းဘင်းကစော်စတာတွေကိုအဲ့ဒီခက်ကလေးကလိုက်စားကြတာထင်ပါရဲ့ဟိုလူမိုက်မကုံနိုင်ဘူးဆိုသလိုပေါ့လေဒီလိုသူ့တိုင်းသားတွေပေတေပြက်စီးနေကြတာတွေ့ရကြတော့ကဘုရော့ဗျာကဘိန်းတော်အပြတ်နှိမ်နဲ့မှသုံးဖြတ်ပြီးဘိန်းရောင်းသူ့ဘိန်းစားသူမှန်ရင်တပုံနဲ့အပြတ်တန်အတူတူထားပြီး တက်စေပဲဒီကိစ္စနဲ့မငင်းမကွက်နိုင်သူမှန်ရင်တက်ပြက်တာပဲဒီနေရာမှာဘိုးတော်ဘုရားနဲ့အလွန်ရင်းနှီးတဲ့သူ့လူရင်းပေါ့တောင်မင်းကြီးဆိုတာရှိတယ်အမရပူရာမြို့မှာခုတက်ထိတောင်မင်းကြီးဘုရားဆိုတာတောင်လေးလုံးကျောင်းတိုက်ဝင်ထဲမှာရှိပါတယ်အဲ့ဒီဘုရားတာရက်ကတောင်မင်းကြီးမှာတဝူရီသောသားတယောက်ရှိတယ်သားရဲ့နာမည်ကမောင်ကန်တဲ့မိဘများကအလွန်ချစ်ပြီးအလိုလိုက်ထားတဲ့သားပေါ့လေ မူးမတ်သားလည်းဖြစ် အလိုလိုက်ခံထားရသူလည်းဖြစ်တော့ပေါင်းတင်များတယ်ငွေသားပေါ်တာကိုမောင်ကန်းဟာအရွယ်ရောက်လာတော့ဘိန်းဆွဲပြီးဘိန်းသားဖြစ်သွားပါလေဒါကိုဘိုးတော်ပြရွှေနာတော့ကြားသွားတယ်ခတ်ပြီးဒီရင်ဘိုးတော်ပြကသူ့လူရင်တောင်မင်းကြီးကိုခေါ်ပြီးမောင်မင်းသားကိုကြည့်ဆုံးမအောင်လို့မိန်တော်ရှိလိုက်တယ်တကယ်တော့သူ့လူရင်မို့မင်းသားဘိန်းဖြတ်ပါသေးဆိုတဲ့သဘောနဲ့ပဲ ါပေမဲ့တောင်မင်းကြီးဆိုတာကလည်းဥပဒေကိုယုံကြည်သူတိကျပြတ်သားသူဖြစ်တယ်။နောက်ပြီးဘရင်စကမိုးချိုးသွားဆိုသမဟုတ်လား။ကိုရိုင်းပါဝင်တဲ့ဘရင်အစိုးရအဖွဲ့ကထုတ်ပြန်ထားတဲ့ဥပဒေပဲလေ။ကိုရိုင်းကချိုးပေါက်လို့မဖြစ်ဘူး။ဒီတင်ဥပဒေမှာရှိတဲ့အတိုင်းသူသားခေါ်ပြီးဘကွက်အနာသားတွေလက်အပ်လိုက်တာပဲ။တူတဲ့ရှိတဲ့သားသေးရောအဲ့ဒီတင်အမရပူရာမျိုးတော်မှာပြောစမှတ်တွင်လာတဲ့စကားရှိတယ်။ဒါကိုအကြောင်းပြုလို့ပေါ့။ တောင်မင်းကြီးမျက်မှန်မောင်းကန်နဲ့လေမောင်းကန်ဓာတွေဝိုင်းတေချက်ကရိုင်းလို့ဆိုပဲမမီတမျှပြောရတာကာယံကမကြိုက်ဘူးဒီနောက်တော့တောင်မင်းကြီးခမဒီစိတ်နဲ့ပဲစိတ်မူမမှန်ဖြစ်သွားကြောင်သိရတယ်မာတေစီသူဦးချမ်းသာဟောပြောချက်ကဒီမှနဲ့တခမ်းရပါပြီနောက်အဆင်ပြေရင်သူပြောတဲ့ဒေါက်တာရန်ကူတွေဘိုးတော်ဖရာဖယ်ရှားတော်မူပုံကိုဆက်ရရပါအောင်မယ်ရှေ့မှာပါတယ်တောင်မင်းကြီးဖရာဆိုတာကနေထက်တိုင်အမရပူရာမြို့ တောင်လေးလုံးကျောင်းတိုက်နေမှာရှိပါသေးတယ်။မူရစ်စေတုံးဆွဲမှုကိုတပုံမှုနဲ့ဒန်းတို့ပြည်တန်ချမှတ်တာဆိုတာသိမှတ်စရာပါပဲ။ကုန်းမောင်မင်းဆက်အမှတ်30မင်းတို့မင်းတရားကြီးရတနာဘုံမန္တလေးမြို့မှာစံတော်မူစင်ကလည်းပဲဒီလိုဖြစ်ရမျိုးတစ်ခုဖြစ်ပေါ်ပါတယ်။အဲ့ဒီဟာကတော့တပုံမှုပါ။မင်းတို့မင်းကြီးရဲ့သစ်သူကြီးတဦးဖြစ်တဲ့မဟာသမိန်ဗရန်ဝဲရမင်းလက်ဝါကြီးကလည်းသူ့သားအရင်တယောက်ဟာ ဘုံအဖွဲတစ်ခုထဲမှာပါနေတာဖန်စီရမိတော့သူကလည်းဥပရိကိုလိုက်နာယူသေးသူမို့သူသားကိုသူကိုယ်တိုင်ပဲသေသေးစီရင်ချက်ချပြီးဝက်သားလက်ထဲအပ်လိုက်ပါတယ်သူကတော့စိတ်ပူပြီးပြတ်တယ်လို့ဆိုရမယ်ထင်ပါရဲ့ပုံမှန်နေနိုင်တဲ့ပြင်သားတော်ဒီဘောမင်းလက်ထဲအင်္ဂလိပ်မြန်မာတတိယဆက်ပွဲမှာတောင်မင်းလာခန္ဓာမနေပြီးဥဆောင်တိုက်ခိုက်ပါသေးတယ်မြန်မာမင်းများလက်ထက်မှာအခုလိုကြောသားရင်သာမခွဲခြားပဲ ဥပဒေလိုက်နာသူတွေပြောသမှတ်ပြုလောက်အောင်ရှိကြတယ်ဆိုတာမှတ်သားရပါပဲ။